်မှာကျောင်းကိုပိတ်ထားတယ်သူကစာသင်ကျောင်းဖွင့်နေတယ်ထင်ပြီးရောက်လာခဲ့တာတဲ့အဲ့လိုကျောင်းပိတ်ထားတယ်ဘယ်သူမှမတွေ့ရခါကြတော့သူကရွာရဲလူခေါ်တယ်ခေါ်ပြီးရခါမှာမင်းတို့ကျောင်းကိုဖွင့်မိစုများလုံးမင်းမကြပါစတန်ဘတ်စုရဲ့သတင်းလေးတွေကိုနောက်ထောင်ကြည့်အောင်ခင်ဗျာဒီမှာပြည်သူများရှင်ကျွန်တော်တို့နိုင်ငံမှာဆိုရင်အခုကျောင်းပြန်ပြီးတော့ဖွင့်ခဲ့ပြီစာသင်နှစ်တစ်နှစ်ပြန်ဆောက်ခဲ့ပြီပေါ့ရှင် ဒီချိန်မှာအဆင်ပြေဆုံးဖွဲ့စွာကြောက်တဲ့နေရာကြောင်းသားတွေအမြင်ရတဲ့ဆက်ချမ်းသာပါရှင်။ဒါပေမဲ့အဆင်ပြေမှုတွေမရှိဘဲနဲ့အနေရအမြင်ဆိုင်နေရတဲ့ဒေသတွေလည်းရှိပါရှင်။ကြောင်းတက်ဖို့အတွက်ကိုအနေရရင်ဆိုင်နေရတာနော်။ကျွန်မနိုင်ငံလည်းခါကြရင်ပညာရေးကိုဘယ်လောက်ထိဒီလောက်ထိအောင်မှတိုက်ခိုက်နေကြတာဘာကြောင့်လဲဆိုတော့ကစဉ်းစားခက်ပါရှင်။ကျွန်မတို့နိုင်ငံနဲ့ကျွန်မတို့ပြည်မျိုးကိုပညာမတက်စေခြင်းနဲ့စိတ်ဆန္ဒတွေများချုပ်ဖွဲ့စေနေတာရှိနေလားလို့ကျွန်မစဉ်းစားမိရသေးလား။အဲ့လိုပေါ့နော်။ကျွန်မတို့အကြက်ခက်ကိုမြင်အောင်စေချင်တာနဲ့တူပါရှင်။ပညာသင်တဲ့သူတို့နောက်ဆက်လာပါရှင်။အခုတရင်လေးကနှစ်ခုပါ။ ။ပညာသင်တဲ့အခါမှာနှောက်ယှက်နေကြတဲ့ကိစ္စရလေးပေါ့နော်။အဲ့ဒီသတင်းလေးကိုကျွန်မတင်ဆက်ပေးချင်ပါရှင့်။ပထမသတင်းလေးကကြတော့ဆီယာမနဲ့သူ့ရဲ့အမျိုးသားဖြစ်သူကိုတတ်ဖြတ်သွားတာဖြစ်ပါရှင့်။အဲ့ဒီဖြစ်စဉ်ကိုကျွန်မအရင်ဆုံးဖတ်ပြပါမယ်။ဇွန်လ10ရက်နေ့နံနက်ပိုင်းမှာဆိုရင်မကွေးတန်းဒေသကြီးနမောင်မြို့နယ်ဝက်ချုပ်ကျေးရွာမှာရှိတဲ့ဝက်ချုပ်အခြေခံပညာထက်ထက်ကျောင်းွဲကအလယ်ထဲပြဆင်အောင်မှာဇော်တန်းညွန့်အသက်62နှစ်နဲ့ခင်မုန်းဖြစ်သူဦးတောင်ခင်အသက်59နှစ်တို့ဟာသူတို့ရဲ့နေအိမ်မှာရှိနေတဲ့အချိန်မှာ PD ရဲ့အမိကအကြမ်းဖက်သမားတွေရောက်ရှိလာပြီးတော့ဆီယမဒေါ်သိန်းညွန့်ကိုသူက စာမတင်ဖို့အတွက်တိုက်တွန်းတာပေါ့နော်စာမတင်ရဘူးကြောင်းအပ်တာလည်းမခံရဘူးဆိုပြီးတော့တိုက်တွန်းတယ်လို့ကြည့်ရပါရဲ့ရှင်အဲ့လိုတိုက်တွန်းတဲ့အခါမှာဆင်းမတော်တန်းညွန့်ကလည်းပြန်လည်ပြီးတော့ပြောဆိုခဲ့တယ်တဲ့ကျောင်းသားကျောင်းသူရဲ့အနာဂတ်အရေးကြီးပေါ့နော်သူ့အနေနဲ့နိုင်ငံဝန်ထမ်းတယောက်ရဲ့တာဝန်ကျေပြုံလို့လေဒါကြောင့်သူကြောင်းအပ်တဲ့ကိစ္စတွေဆက်လက်ပြီးလက်ခံမှာပဲဆိုပြီးတော့ပြောကြားခဲ့ပါတယ်တဲ့အဲ့လိုပြောကြားခဲ့တဲ့အတွက် DPD ရဲ့အကြံဖတ်သမားတွေကဆိုရင်ဆီယမ်မနဲ့သူ့ရဲ့အမျိုးသားကို ကျေးရွာရဲ့အနောက်ဘက်နှမိုင်ကအကွာကိုအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်တော့ခဲ့ပါရှင့်ပြီးတဲ့အခါမှာပြစ်ခတ်တပ်ဖြတ်ခဲ့ပါရှင့်ပြစ်တပ်ခဲ့တဲ့ဓပုံမျိုးနဲ့လူမှုကွန်ရက်ဒီပေါ်မှာကျွန်တော်မြင်တွေ့နေရပါပြီရှင့်နိုင်ငံတော်ကလည်းတရားဝင်ထုတ်ပြန်ထားပါတယ်တရုတ်ကိုရက်ဆက်စွာတက်ဆက်သွားခဲ့တာဖြစ်ပါရှင့်နောက်ဆက်ဖြစ်စဉ်လေးတစ်ခုကတော့မန္တလေးတိုင်းဒေသကြီးညောင်ဦးမြို့မှာဖြစ်ခဲ့တာဖြစ်ပါတယ်ညောင်ဦးမြို့မှာဆိုရင်ပြည်ရေးကိုတော့နှောက်ရှက်ခံရတဲ့ကိစ္စရှိနေပါရှင့်အခုအိမ်တွေကိုကျွန်တော်ဖတ်ပြမယ်ပေါ့နော်မတရားမျိုးရဲ့အနောက်မြောက်ဘက်နှမိုင်ကျော်ဝေးတဲ့ကလတဲရွာတွေကိုပြည်ရဲ့အစိုးရသမားတွေကပေါ့နော်30အယောက်30လောက်ရှိရတဲ့ရှင့် ဒီနေ့3ရက်6လ2025မနေ့7နိုင်ကျော်လောက်မှာအဲ့ဒီကိုရောက်လာခဲ့တယ်သူကကလတဲ့အထက်ကခွဲခွဲကြောင်ရောက်လာတာပေါ့နော်သူတို့ရောက်လာတဲ့အချိန်မှာကျောင်းကိုပိတ်ထားတယ်သူကစာသင်ကျောင်းဖွင့်နေတဲ့အချိန်မှာရောက်လာခဲ့တာတဲ့အဲ့လိုကျောင်းပိတ်ထားတယ်ဘယ်သူမှမတွေ့ရခါကြတော့သူကရွာရဲ့လူကိုခေါ်တယ်ခေါ်ပြီးတဲ့အခါမှာမင်းတို့ကျောင်းကိုဖွင့်လို့ရှင်ငါတို့ဘုံကျဲမယ်မင်းတို့တတ်မယ်ဆိုပြီးချင်းချောက်သွားတယ်သူသိရပါရှင်ဒါကြောင့်ဒီငတဲ့ရောက်မြို့နယ်ဝင်းကျင်ရသူတွေဟာဆိုရင်ကြောက်တဲ့အတွက်ဒီကျောင်းဖွင့်ဖို့အတွက်လည်းသူမလုံနိုင်ဘူးပေါ့နော်ကျောင်းကိုပိတ်ထားတဲ့သဘောတရားလေးပါရှင်ဒီဖြစ်စဉ်ကလည်းတော်တော်ဆိုးပါတယ်။ညာဦးမျိုးနယ်မှာအကြမ်းဖက်သမားတွေလောက်ကင်ရဲ့ကိစ္စတွေကကျွန်မလွန်ခဲ့တဲ့ရှက်ပိုင်းကလည်းတင်ဆက်ခဲ့ပါရဲ့ရှင့်။ ဲ့နောင်မြို့နယ်မှာရှိတဲ့အခွင့်အရေးဆရာဆရာမတွေလိမ့်စာတွေနည်းနည်းရထားတယ်။ရထားတဲ့အကြောင်းအရာလည်းဒီမှာတင်းထဲမှာတစ်ခါတော့ပြထားလို့ပါတယ်။ Viber group ကနေရသွားခဲ့တာချက်။ Viber group ဆိုတာဆရာဆရာမတွေဖွင့်ထားမှာနော်။ဒီတော့ဒီ group တွေကသူကဒီချက်လက်တွေပေးလို့တာသူတို့ရှားသွားတာလေ။တစ္ဆာပေါင်းတူလေကျမတို့ကရှာပွေးရမယ်နေထားလေးပေါ့နော်ဘလို့ပဲဖြစ်ဖြစ်ဆရာဆရာမတွေရဲ့ data တွေတက်ပုံတွေလိမ့်စာတွေသူတို့ရသွားပြီဖြစ်တဲ့အတွက်ဆရာဆရာမတွေရဲ့အနေရောတော့နိုင်ငံတော်ကစောင့်ရှောက်ပေးမှာပဲတင်ပါပါရှင့် အခုတော့မှလုံခြံစားဖြတ်မှုတွေစတင်ရဲ့အချိန်မှာနိုင်ငံတော်ကအထားကိုလစ်လို့ရှုထားမယ်ဆိုတော့အဲ့ဒီဒေတာကလေးတွေကကြောင်းတက်နိုင်မှာမဟုတ်ဘူးရှင်။ဆီယမ်မာတွေလုံထွက်တာရှိလာမယ်။ဆီယမ်မာတွေဟိုကြောင်းမလာရဲတော့တာတွေပေါ့နော်။အဲ့လိုကိစ္စတွေဖြစ်လာလို့ရှိရင်ကျွန်တော်ပညာရေးအတွက်ဘယ်လောက်ထိအောင်မှဆုံးရှုံးမှုတွေဖြစ်မလဲဆိုတာစဉ်းစားကြည့်ပါအောင်ရှင်။ဒါကြောင့်နိုင်ငံတော်ကလည်းဒီကိစ္စတွေကတော့တည်တည်ရှာရှာစီမံတင်ပါတယ်ရှင်။ကျမနိုင်ငံအလောက်ကြီးအောင်အခြေအနေကစိုးရွားနေပြီရှင်။နှစ်စဉ်နှစ်တိုင်း PDF တွေကကလေးတွေကြောင်းခွင့်ရသည်ကြောက်ပြီးကြောင်းခွင့်နေဆိုတာနဲ့ ဲ့လိုလောကလိုက်ပေးတာကတနိုင်ငံလုံးမှာဒီ PDF ကြီးကြီးစိုးရဲ့နေရာမှာတော်တော်ဖြစ်နေရပေါ့နော်။ဒါတွေဒီရိုင်းလထားမယ်ဆိုတော့ကျွန်မထင်တယ်ဒီ PDF ကြီးစိုးရဲ့နေရာကလေးတွေကပညာသင်ခွင့်ဆုံးရှုံးပြီးတော့ပညာမတက်ဖြစ်ကုန်ကြမှာရှင့်။ပညာမတက်တဲ့ခါကျတော့အဲ့ဒီ data ကလေးတွေပဲအနာဂတ်မကောင်းဖြစ်တာပေါ့ရှင်။ပညာမဲ့တဲ့သူတွေဖြစ်လာတာပေါ့ရှင်။ ကလေးဆိုတာကဒီတိုင်းရက်တိုက်ပဲရက်တန်နေမှာမဟုတ်ဘူးလေတွေးပြအရွယ်ရရောက်လာတာပညာသင်ရမယ့်အချိန်မှာမသင်ရလို့ရှင်အသက်အရွယ်ကြီးသွားတဲ့အချိန်ကျမှပညာပြန်သင်ဖို့ဆိုတာကသူတို့တော့ကသူတို့ခက်ခဲသွားပြီလေအချိန်ကျတော့ပညာမသင်တော့ဘူးဆိုတဲ့ခါကျတော့ပညာမဲ့ဘဝနဲ့ပဲသူတို့တတ်တတ်တာလုံးရှောင်လန်းသွားမှာပေါ့ရှင်ဒီတော့ဒီလိုပညာမဲ့ဒုကြီးကနိုင်ငံမှာကြီးလာပြီဆိုရင်နိုင်ငံတော်ကတော့ထိမ့်သိမ့်လို့အဆင်ပြေပါမှာရှင်နိုင်ငံမှာရှိတဲ့ကလေးတန်ပညာတက်ရမယ်ခါကိုရန်ကုန်လုံးတစ်ခုထိပဲပညာတက်ကြမယ်ဆိုရင်တော့နောက်တစ်ချိန်မှာပညာတက်တဲ့ကလေးတွေလူကြီးဖြစ်လာမယ်ပညာမတက်တဲ့ကလေးတွေလည်းလူကြီးဖြစ်လာမှာပဲ အဲ့ချိန်ကျရင်ပညာတက်တဲ့အင်အားစုနဲ့ပညာမတက်တဲ့အင်အားစုရှင်ပြန်မှုကြီးထပ်ဖြစ်လာလို့ရှင်ကျွန်မနိုင်ငံမှာဒီလိုကိစ္စတွေပဲထပ်ကြုံရနိုင်ရဲ့ရှင်ပညာမတက်ခြင်းနောက်ွယ်မှာစီရင်တော်ပါခြင်းတွေပါလာမယ်အပညာမရှိခြင်းတွေပါလာမယ်အဲ့ချိန်ကျတော့ရှင်ကိုယ့်ရဲ့လူဝင်ဆန္ဒတွေအတွက်နိုင်ငံကိုဖျက်ဆီးတာအယူဆမှားနောက်ကိုလိုက်ပြီးတော့တိုင်းပြည်ဒုက္ခပေးတာတွေလုပ်လာတဲ့ခါကျရင်ဒီပညာတက်တဲ့လူငယ်တွေကထပ်ခံရအောင်ပါပညာတက်တဲ့လူကတော့တိုင်းပြည်ဦးဆောင်တာကိုရှင်မှန်ပါတယ်ဒါပေမဲ့ပညာမတက်တဲ့လူတွေကတိုင်းပြည်ကိုဆွဲချနေတဲ့အချိန်မှာပညာတက်တဲ့အင်အားစုတွေကများနေတယ်ဆိုရင်ပညာတက်တဲ့လူတွေခံရမှာပဲရှင် ဗီဒီယိုအကြံဖတ်ဆိုတဲ့ကောင်းနေရပညာမတက်တဲ့အောက်တန်းသားတွေညာလေအဲ့ဒါကြောင့်မို့ခုလိုလုပ်ရမျိုးလေးရှောက်လို့သူတို့လိုပညာမတက်စေချင်လို့ပဲနော်ခလေးတွေဒီဘက်ပြည်ရှင်ကျွန်မကိုတရေလေးကိုပြောပြခင်မှာမိဘပြည်သူများကိုကျွန်မမိကုန်းလေးတစ်ခုတော့မေးရမယ့်ရှင်တိလားကျွန်မတရေနားထောင်နေသူတွေထဲမှာမိဘပြည်သူအစိမ့်လက်ပါတယ်အနီလက်ပါတယ်အထူလက်ပါတယ်ရောင်စုံပေါ့နော်အဲ့တော့အားလုံးကိုကျွန်မမေးလိုက်ချင်တယ်ရှင်ဒီဘက်ပြည်သူတို့အစောရောချမ်းချမ်းလို့ပေါ့နော်ပြီးတော့ဟိုဖန်ဆယ်လို့တို့ဇိုနီလာထေးလို့ပေါ့နော် ပြီးတော့ဒီချင်ချမ်းချမ်းဆိုတာရှိသေးတယ်ကိုရီးယားပေါ့နော်အဲ့ဒီလူတွေဇီးကနေပြီးတော့ပုံပစ္စည်းတွေဝယ်ယူထားတာများရှိပါလားရှင့်ဝယ်ယူနေပါလားရှင့်ကျွန်မဘာကြောင့်မေးရလဲဆိုတော့ကျွန်မပြောပြမယ့်တဲ့လေးကအဲ့ဒါလေးနဲ့ဆက်ဆက်လို့ပါနော်မိဘပြည်သူများအန်ဒီယန်ဖြစ်မှာဆိုတဲ့အတွက်ကျွန်မဒီသတင်းလေးကိုပြောပြချင်ပါတယ်သတင်းလေးကကြတော့ဒီဧပြီလ13ရက်နေ့ပေါ့နော်အန်ဒီရန်ဒေတာကြီးချမ်းပြည့်ပါဇံမြို့နယ်အောင်တန်းရှိတာအရှိရက်ွက်87 87လမ်းကြား33လမ်းမြေရဲ့ fresh and online shop လ so ုပ်ငန်းလုပ်ကိုင်နဲ့ဖြူဖြူနဲ့နဲ့ပုံမြင့်အောင်ကိုဖန်ဆီးသွားတယ်ရှင်နိုင်ငံတော်ကနော်ဖန်ဆီးသွားရမိသွားခဲ့ပါရှင့်။ဘာကြောင့်ဖန်ဆီးရမိတာလဲဆိုရင်သူတို့နှစ်ဦးကဆိုရင် ဒီ social media မှာပေါ့နော်နိုင်ငံတော်စုဖို့အောင်ကြွားစေဖို့အတွက် post တင်တယ်စုဖို့လှုပ်ဆောင်တာလှုပ်တယ်လှုပ်ပြီးရခါမှာငါငါကကြီးထွက်သွားတယ်အခုဖွင့်ခံရတာပေါ့နော်အခုဖွင့်ခံရတဲ့အချိန်မှာနိုင်ငံเจ้าကိုထွက်ပြေးသွားတယ်အစိုးရချမ်းချမ်းရဲ့ပစ္စည်းတွေကိုနိုင်ငံเจ้าကပစ္စည်းတွေကိုပေါ့နော်ထပ်ဆင့်ပြန်လဲဖြန့်ဝေပေးတဲ့အတွက်အဲ့လိုဖြန့်ဝေပြီးသူကရောင်းချပြီးရရောင်းချပြီးဝေကြီးကောက်ခံပြီးရခါမှာဆိုရင်ဒီချမ်းချမ်းကပေးပို့စီလိုတဲ့အစံဘတ်အခွင့်အရေးစီကိုဝေကြီးပေးပို့ခဲ့တဲ့ရှင်အဲ့လိုလှုပ်ဆောင်ချက်တွေလုပ်ခဲ့တဲ့အတွက်အဓိကအစံဘတ်ထောက်ပို့လောက်တာပေါ့ရှင်ချမ်းချမ်းလှုပ်ချင်တဲ့အလုပ်တွေအစံဘတ်ထောက်ပို့လုပ်တယ်သူကကိုညီလှုပ်ဆောင်ပေးတာပေါ့ဒါကြောင့် ချက်ချောင်းတော့လုံးစက်ဖမ်းလို့မရဘူးလေသူကနိုင်ငံသားမှာဆိုတော့ဒီထဲမှာရှိနေသူတို့တွေကိုဖမ်းသွားတာပေါ့နော်ဖမ်းသွားတဲ့အခါမှာရေးယူမှုခံခဲ့ရပါရှင့်အကြမ်းဖက်ဥပဒေနဲ့ညှိရဆိုတော့သိကြပါတယ်ထောင်တန်းကလည်းတော်တော်နှိမ့်ချချီမှမှာကြားခံရနိုင်ပါရှင့် တော့ဘဝတစ်ခုလုံးစာဆုံးရှုံးနေတာပါလို့ရှင်အနိုင်ငံတော်ကဒီတော့မင်းကထုတ်ပြန်ထားရှိရဲ့မိဘပြည်သူများမသိမှာဆိုတော့ကျွန်တော်ပြောပြချင်ပါတယ်ရှင်အဲ့ဒါလေးကတော့ဒီပေါ့နော်မိဘပြည်သူကခါကြတယ် online shopping ဝယ်တာဝါနာဘတ်လေးရှိတယ်ရှင်ဒီကကျွန်တော်လည်းအများဆုံး online နေပစ္စည်းလေးဝယ်ဖြစ်ပါတယ်ကိုမသိပါမသိဝယ်မိရတယ်ပေါ့နော်အဲ့ဒါလေးရှိတဲ့အခါမှာကိုဝယ်မိတဲ့သူကအကြမ်းဖက်ထောက်ဖို့ဖြစ်နေရဲဆိုရင်ကို့မှာလည်းသူနဲ့အဖေးသူကိစ္စရရှိထားရင်ကို့မှာလည်းအဲ့ကိစ္စရညှိလာနိုင်လေရှင်ဒါကြောင့်နိုင်ငံတော်ကမင်းကတရားဝင်ထုတ်ပြန်သွားတဲ့ အကျန်းဖတ်ထောက်ဖို့တည်းနာမည်ကိုဆိုတာပြောပြနေတယ်မှာရှင့်မိဘပြည်သူတို့တတိထားပြီးတော့ဝေးဝေးလေးကိုတော့ပေါ့ရှင့်ပြောရမှာဆိုတော့ဝေးနေဖို့တော့ပေါ့အဲ့ဒီသူကပါလဲဆိုတော့ဒီ NGP ရဲ့အကျန်းဖတ်ခွဲစည်းတွေကိုထောက်ပံ့မှုပြုလုပ်နိုင်ဖို့အတွက်လူမှုကွန်ရက်တွေပေါ်မှာတရားမဝင်ဈေးရောက်ချနေတဲ့ပန်ဆယ်လိုအကောင့်ပိုင်ရှင်အိတ်ကိုဟုမတ် iron အကောင့်ပိုင်ရှင် iron တွားကြစစ်ကဘူကဒူပါရှင့်မတ် iron တော့သိကြမှာပါနော်ရှင်နေဒီအကောက်ပိုင်ရှင်တင်းတင်းလွယ်ဇွန်ဒီလာတိအကောက်ပိုင်ရှင်ဇွန်ဒီလာတိအောင်တော်အကောက်ပိုင်ရှင် အောင်တော်ခိုင်စုလွယ်အကောက်ပိုင်ရှင် DCS ဆီယာမခိုင်စုလွယ် PNH Fashion အကောင့်ပိုင်ရှင်ထက်နေနေတန်တီချန်ချန်ချန်အကောင့်ပိုင်ရှင်ချမ်းမြမြတော့သူကတော့တောင်ကိုရီးယားမှာဆရာမလုပ်နေရပါရှင့်တောင်ကိုရီးယားမှာတရားဝင်နေထိုင်ပြီးတော့မြန်မာနိုင်ငံမှာအစမဲ့ထောက်ဖို့လုပ်နေတာတော့နည်းတဲ့တက်တူတော့မဟုတ်ဘူးရှင့်ဟုတ်လို့ရှိရင်သူလည်းနောက်ချိန်ကျတော့ရှင်းရမယ့်အိစားလေးအများကြီးကြုံလာနိုင်ပါရှင့်ဒီပို့ကိုရီးယားဆိုရင်လည်းလူမှုကွန်ရက်အကောင့်တွေနဲ့ချိတ်ဆက်ပြီးတော့ရောင်းချတဲ့ရောင်းချနေကြတာပေါ့နော်ပစ္စည်းပတ်စံအိတ်တွေအားလုံးလက်သိရတိုင်းမှာရှင် ဟိုချမ်းချမ်းဆိုရင်ပတ်စံအိတ်တွေရောင်းလာတွေ့ရယ်ပန်ဆယ်လို့ဆိုရင်ဥရေနာပစ္စည်းလေးတွေရောင်းတယ်ပြီးတော့ဟို cosmetic တွေရောင်းတယ်ဘောနော် US ကအဲ cosmetic တွေရောင်းတယ်ပြီးတော့တချင်ချင်ချင်ဘာရောင်းလာတယ်တော့ကျွန်တော်မသိဘူးဇွန်နီလာထိရကြတော့သူကတောင်ပိုရီးယား cosmetic တွေရောင်းလာ cosmetic တွေရောင်းတယ်ဘောနော်အဲ့တော့ဒါလေးတွေဝယ်ယူထားရတယ်ဆိုရင်တော့မိဘတွေသူနဲ့ဆင်ကျင်မှုအတွက်ပါရှင့်အဲ့လိုရောင်းချတာတဲ့သူကအကျန်းပတ်ထောက်ပို့လုပ်ဖို့အတွက်စောင့်ရက်နေတာဖြစ်တဲ့အတွက်ဒီလူတွေရဲ့ရောင်းချရတဲ့ပစ္စည်းတွေဝယ်ယူတာပြန်လည်ဖြန့်ယူတာလုပ်မယ်ဆိုရင်မိဘပြည်သူတွေကလည်းအကြမ်းဖက်ဥပဒေနဲ့ညှိနှိုင်းနေချက်။ဒါကြောင့်သူတို့နဲ့ ဈေးရောက်ဈေးဝယ်လောက်ထားတဲ့ဆိုရင်တော့ဆင်ကျင်ကြဖို့အတွက်ကျွန်မထိုက်တွန်းချင်ပါတယ်ရှင့်ကျွန်မခုပြောပြရတဲ့သူတွေအားလုံးကနိုင်ငံသားမှနေထိုင်နေတဲ့သူတွေပေါ့နော်အစိုးရလက်တံလောလောဆယ်တို့မမီသေးဘူးပေါ့နော်လောလောဆယ်မမီသေးတာပေါ့တတလုံးမမီတော့မဟုတ်ပါဘူးမမီတဲ့ခါကျရင်တော့ငုံဆွဲပြီးပြန်ခေါ်မှာပေါ့မမီမချင်းရတော့လောလောဆယ်ခဏဖက်ပါပါပါရှင့်ပြီးတော့သူတို့ကမမီသေးတဲ့အချိန်မှာသူတို့နဲ့ပတ်သက်တဲ့မိဘပြည်သူတွေကြတော့မြန်မာနိုင်ငံမှာရှိနေလို့ရှင့်ပြီးရဲ့နော်အစိုးရလက်တံပြီးရဲ့နော်ပြီးတော့မိဘပြည်သူဝါပြတ်ပါဆုံးလို့ရှင့်အကြမ်းအဝေနဲ့ညီလို့ရှိရင်ပုံမှန်ကတော်ကြီးတယ်ပြစ်ဒဏ်လည်းတော်ကြီးရဲ့ရှင့်ပိုင်ဆိုင်မှုတွေပါတင်းစဲခံရမှာပါနော်ဒီဘက်ပြည်လိုတတလုံးရှာဖွေထားတဲ့ PC ဥစ္စာတွေ နိုင်ငံရေးမှာပေါ့နော်ဒီလိုအကြမ်းဖက်သမားတွေနဲ့ပတ်သက်မိတဲ့အတွက်ဆုံးရှုံးမှုဖြစ်နေဆိုရင်မကောင်းပါဘူးရှင်ဘဝတစ်ခုလုံးဆုံးရှုံးသွားနိုင်တယ်ရှင်ဒါလေးတွေကိုဆင်ခြင်ဖို့အတွက်တော့ပြောပြချင်ပါတယ်ကိုကရိုးတော်တာဗာမန်းညာမသိပဲနဲ့အစောချက်ချက်ချစ်လို့ပစ္စည်းသွားဝယ်လိုက်တာပတ်စံအေးလေးဝယ်လိုက်တာပေါ့နော်ဟိုပတ်စံလိုချစ်လို့ပစ္စည်းသွားဝယ်လိုက်တာတွေကမိဘပြည်သူတို့အတွက်ကြီးမားတဲ့အန္တရာယ်ရောက်လာနိုင်တဲ့အတွက်သူတို့တွေနဲ့ဖြစ်နိုင်မယ်ဆိုဦးဝင်းနေပါရှင့်ဒီအမေရိကန်တို့ဘာလို့မှရှိရလဲငါကြားရှိရပစ္စည်းဝယ်ချင်တယ်ဆိုရင်အခြားရောင်းချရတဲ့လူတွေရှိပါတယ်အဲ့လူတွေစီကလည်းလောလောဆယ်မှာဝယ်ယူအပေးထားပါရှင့်အဲ့လိုပဲပြောရတော့မယ် ကျွကြောင့်လည်းဈေးဝယ်တာဝန်တာပါလေနိုင်ငံရေးပဲတင်နားလဲတော့မဟုတ်ဘူးသူတို့ချစ်တဲ့ကြတဲ့ဝယ်တာပါရှင်ဒါပေမဲ့ဘူးဒီပန်းသိနေဖြစ်မှာဆိုလို့ပြောပြမှာပါရှင်ဒီသတင်းလေးကတော့မိဘပြည်လို့တည်တင်းတဲ့အတွက်ကျွန်မသေချာလေးရှင်းပြပေးရဖြစ်ပါတယ်ခုလိုသတင်းတွေကိုပြောပြပေးသွားတဲ့စနေပတ်ဆိုလည်းကျေးဇူးတင်ပါတယ်သုံးကြည့်ပေးခဲ့တဲ့မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ